ျွန်တော်ရဲ့အတွေ့အကြုံတွေကတရားကြာရေးထိုင်ပြီးလို့ပေါင်ထီရိုးပျက်စီးသွားတဲ့ client တယောက်တွေ့ပြီးပါတယ်။အဲ့လိုပေါင်ထီရိုးပျက်စီးသွားတဲ့အကြောင်းရင်းကပေါင်ထီရိုးကိုသွားတဲ့ femoral artery လို့ခေါ်တဲ့သွေးလွှတ်ကြောဟာကြာရေးဖိထားမိတဲ့အတွက်ပေါင်ထီရိုးကိုသွေးလက်ပတ်မှုယိုနဲ့သွားပြီးတော့ပေါင်ထီရိုးပျက်စီးသွားခြင်းဖြစ်ပါတယ်။အဲ့တော့ကို avascular necrosis အတူကောက်က AVN ခေါ်ပါတယ်။တခြား client တယောက်ကကြတော့တရားကြာရေးထိုင်ပြီးတဲ့အတွက်၆တပတ်ဟာတိမ်သွားတယ်။အဲ့လို၆တပတ်တိမ်သွားတဲ့အကြောင်းရင်းက ခြေထောက်ကိုသွားတဲ့အာယုံကျော် femoral nerve သူ့ကိုအကြာကြီးဖိထားမိတဲ့အတွက်ကြွက်သားတွေဟာအားနည်းလာပြီးတော့ခြေထောက်တစ်ဖက်တိမ်သွားခြင်းဖြစ်ပါတယ် muscle wasting လို့ခေါ်ပါတယ်အဲ့လိုတွေမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာဝယ်မလဲဆိုရင်တရားကြာကြီးထိုင်တဲ့အခါမှာခြေထောက်မှာထုံနာကျင်နာလေးတွေဖြစ်လာတာတို့ဥပမာပေါင်းထိတ်တဝိုက်မှာနာလာတာကားနာလာတာမျိုးဆိုရင်ကိုထိုင်နေတဲ့ position ကိုပြောင်းလိုက်ပါဒီတကာကြီးကကျမ်းမာရေးရှုထောင့်ကနေကြည့်ပြီးတော့စေတနာနဲ့ပြောသွားတာပါเนาะ ေးထားတဲ့ခေါင်းစဉ်ကတရားထိုင်ခြင်းဤအဆိုကျိုးများတဲ့ခေါင်းစဉ်ပေးတာမှားနေပါတယ်အဲ့ဒီလိုပေးရမှာမဟုတ်ပါဘူးเนาะတကယ်တမ်းပေးရမှာကနိမ့်မှန်လမ်းမှန်မဟုတ်ပဲတရားထိုင်ခြင်းဤအဆိုကျိုးများလို့ပေးရမှာဖြစ်ပါတယ်ဆရာသမားကောင်းကိုမှီဝဲစည်းကပ်ပြီးနိမ့်မှန်လမ်းမှန်နဲ့တရားရှုမှတ်မယ်ဆိုရင်အခုလိုမျိုးဆိုကျိုးတွေမဖြစ်ပါဘူးเนาะဦးဇင်းတို့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲတရားရှုမှတ်တဲ့ပုဂ္ဂိုလ်တွေကိုဣရိယာပုတ်လေးမျိုးပြဋ္ဌာန်းပေးခဲ့ပါတယ် ဣရိယာပုတ်၄မျိုးကဘာတွေလဲဆိုရင်၁ဂမနသွားခြင်း၂ဌာနရက်ခြင်း၃အာတနထိုင်ခြင်း၄တယနာလျှောင်းခြင်းအိတ်ချင်းတို့ပဲဖြစ်ပါတယ်။တရားရှုမှတ်တဲ့ပုဂ္ဂိုလ်တွေဟာဤဣရိယာပုတ်၄မျိုးနဲ့ရှုမှတ်ရမှာဖြစ်ပါတယ်။ထိုင်ပြီးတော့တရားရှုမှတ်လို့ကြာလာတဲ့အခါမှာဆက်ပြီးတော့မရှုမှတ်နိုင်တော့ဘူးဆိုရင် မတ်တက်ရက်ပြီးတော့ရှုမှတ်ရမှာဖြစ်ပါတယ်။မတ်တက်ရက်ပြီးတော့ရှုမှတ်လို့ကြာလာတဲ့အခါမှာ ဆက်ပြီးတော့မရှုမှတ်နိုင်တော့ဘူးဆိုရင်လမ်းလျှောက်ပြီးတော့ရှုမှတ်ရမှာဖြစ်ပါတယ်လမ်းလျှောက်ပြီးတော့ရှုမှတ်လို့ကြာလာတဲ့အခါမှာဆက်ပြီးတော့မရှုမှတ်နိုင်တော့ဘူးဆိုရင်လျှောင်းပြီးတော့ရှုမှတ်ရမှာဖြစ်ပါတယ်ဤဣရိယာပုတ်၄မျိုးနဲ့ရှုမှတ်ရမှာဖြစ်ပါတယ်ပေါ်ပြပါဣရိယာပုတ်၄မျိုးနဲ့ရှုမှတ်မယ်ဆိုရင်မိတိစိုးကြုံမှမဖြစ်ပါဘူးเนาะဘာကြောင့်အခုလို့ပြောရတာလဲဆိုရင်လူအများစုဟာပညာတတ်ပုဂ္ဂိုလ်တယောက်ကပြောတဲ့စကားဆိုရင်အမှန်လို့ထင်တတ်ကြပါတယ် မှန်တဲ့စကားကိုပြောလိုက်လို့လူအများကောင်းကျိုးဖြစ်ပြင်မဲ့မှားတဲ့စကားကိုပြောလိုက်မိမယ်ဆိုရင်လူအများလမ်းမကိုရောက်သွားနိုင်ပါတယ်။ဒါကြောင့်ဦးစင်းကအခုလိုရှင်းပြရခြင်းဖြစ်ပါတယ်။ဒါကြောင့်တရားထိုင်ခြင်းသည်နီးမှန်လမ်းမှန်နဲ့တရားထိုင်ခြင်းဟာဘေးထွက်ဆိုးကျိုးမရှိပါဘူး။နီးမှလမ်းမတွေနဲ့တရားထိုင်ခြင်းကသာဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်။